မရိကန်သမ္မတထရန့်ကတော့အီရန်ကိုတွားပြီးတော့ရန်စားလိုက်ပြန်ပြီဖြစ်ပါတယ်။စည်ရေးရရင်ဆိုင်မလားဆွနေမလားလို့အီရန်ကိုဒေါ်နယ်ထရန့်ကစာပို့သတိပေးလိုက်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စစ်စင်နဲ့ပတ်သက်ပြီးဆွနေပွဲတွေလုပ်မလားဒါမှမဟုတ်ဖြစ်နိုင်ခြေရှိတဲ့စည်ရေးရရည်ရွယ်မှုနဲ့ရင်ဆိုင်မလားလို့ထရန့်ကသတိပေးလိုက်ပါတယ်။အီရန်နျူကလ িয়ার စစ်စင်နဲ့ပတ်သက်ပြီးအီရန်ထံစာတစ်စောင်ရေးသားပေးဖို့ကြောင်းဒေါ်နယ်ထရန့်က Fox News နဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောဆိုလိုက်တာဖြစ်ပါတယ်။ နှစ်နိုင်ငံကြားတင်းမာမှုတွေပုံမူဆိုးဝါးလာပွဲရှိပါလေ။အီရန်အနေနဲ့စစ်ရေးအရရင်ဆိုင်မယ်ဆိုရင်ကြောက်မက်ဖွယ်အကျိုးဆက်တွေဖြစ်လာမှာဖြစ်ပြီးအမေရိကန်အနေနဲ့အီရန်ကိုနျူကလ িয়ার ပိုင်ဆိုင်ခွင့်ပြုမှာမဟုတ်တော့ဘူးလို့သမ္မတထရန့်ကပြောပါလေ။2015ခုနှစ်အီရန်နျူကလ িয়ার သဘောတူညီချက်ဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုကန့်သတ်ဖို့အတွက်အပြန်အလှန်အပြင်နိုင်ငံတကာရေးရွေးပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးပါလေ။ ဒါပေမဲ့ထရန့်ရဲ့ပထမကြိမ်သက်တမ်းမှာတော့ American ဟာဒီစာချုပ်ကနေနှုတ်ထွက်ခဲ့ပါလေ။ဒါပေမဲ့ Iran ဟာ American နှုတ်ထွက်သွားပေမဲ့စာချုပ်ပါစီမင်းစည်းကမ်းတွေအတိုင်းတနည်းတတိလိုက်နာခဲ့ပါလေ။နောက်ပိုင်းမှာတော့ Nuclear အစီအစဉ်ပြောင်းလဲစတင်ခဲ့ပြီး American ကလည်းအေးအေးပိတ်ဆို့မှုတွေပြန်ချမှတ်ခဲ့ပါလေ။ Iran ဟာ Nuclear လက်နက်ပိုင်ဆိုင်ဖို့ကြိုးပမ်းနေတယ်လို့ American ကဆွဆွဲထားပြီး Iran ပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အတူအမြင့်ဆုံးဖိအားပေးမဲ့မူဝါဒကို ထရန့်ကပြန်လည်ချမှတ်ခဲ့တာဖြစ်ပါတယ်။အီရန်ကတော့ဒီဆွဆွဲချက်တွေကိုညှင်းဆိုထားပြီးသဘောတူညီချက်တွေပြန်သက်ဝင်မှုဆန္ဒရှိတယ်လို့ဂျိမ်းဖန်များစွာ ပြောဆိုထားပါတယ်။အီရန်ဟာ60ရာခိုင်နှုန်းအထိတန်းစင်ပြီးလက်နက်အဆင့်ထိရောက်နိုင်တဲ့ရူနီယန်ပိုင်ဆိုင်ထားပြီးဒါဟာကမ္ဘာ့အရေးကြီးနိုင်ငံတွေနဲ့ချုပ်ဆိုထားတဲ့2015နျူကလ িয়ার သဘောတူညီချက်ကိုချိုးဖောက်တာလို့နိုင်ငံတကာနုမြူဆိုင်အေဂျင်စီကြီးကလည်းသတိပေးပြောဆိုထားပါတယ်။ သမရထွန်ကစာထဲမှာရေးထားတာကတော့ဆွေးနွေးတဲ့နည်းနဲ့မဖြည့်ရှင်းလို့ဘူးဆိုရင်စရေးရဖြည့်ရှင်းရမှာဖြစ်လို့အီရန်အတွက်ကြောက်စရာကောင်းတဲ့အခြေအနေရင်ဆိုင်ရလိမ့်မယ်လို့ဒေါ်နယ်ထွန်ကတီလင်းပြောခဲ့တာပဲဖြစ်ပါလိမ့်။အီရန်ကတော့ဒေါ်နယ်ထွန်ပို့တဲ့စာတစောင်ကိုရထားပြီးနျူကလ িয়ার စီစဉ်တဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆွေးနွေးမှာမဟုတ်ဘူးလို့အတီလင်းပြန်ပြောလိုက်ပါလိမ့်။စီဘွားရေးပိတ်ဆို့မှုတွေရှိနေသေးတယ်။နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆွေးနွေးမှာမဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်စ်အာရာချီကဆော်လီမာပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာပြောလိုက်ပါတယ်။အီရန်နျူကလ িয়ার စီစဉ်ကိုစစ်ရေးနဲ့တိုက်ခိုက်ဖျက်ဆီးလို့ရမှာလည်းမဟုတ်တလို့တိုက်ခိုက်လာမယ်ဆိုရင်အရှေ့အလယ်ပိုင်းမှာကြီးမားကျပြတဲ့ပြည်ပကဖြစ်လာမယ်ဆိုတော့မှတ်ထားပါလို့အီရန်နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။အီရန်ကရရှိထားတာနျူကလ িয়ার နည်းပညာဖြစ်တဲ့အတွက်နည်းပညာကိုဘုံခွဲဖျက်ဆီးလို့မရနိုင်ဘူးလို့ဆိုပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ချင်းချောက်ပြောဆိုမှုတွေရှိနေသေးတယ်။အမေရိကန်နဲ့ဆွေးနွေးပွဲလည်းပြန်ဆတယ်မို့လုံးဝအစီအစဉ်မရှိဘူးလို့အီရန်ကအတိအလင်းပြောသွားပါတယ်။အမေရိကန်သမ္မတထရန့်ကတော့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့အီရန်အနေနဲ့ငြိမ်းချမ်းတဲ့အနေနဲ့သဘောတူညီချက်ယူသင့်တယ်လို့ဆိုပါတယ်။ထရန့်အနေနဲ့အဲ့ဒီလိုမျိုးချင်းချောက်ပြောဆိုပြီးတော့မုံကျွေးလိုက်ဒုတ်ပေးလိုက်နီးလန့်နေချိန်ခံများစွာတုံးတက်တယ်လို့အီရန်ကတော့ပြောထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ လုံးဝယူကရိန်းကနေတက်ဆုတ်ဖို့အစီအစဉ်မရှိဘူးလို့ပူတင်ကပြောပါတယ်။ရုရှားဟာနိုင်ငံရဲ့ရည်ရှိလုံခြုံရေးကိုအကောက်အွယ်ပေးတဲ့ယူကရိန်းငြိမ်းချမ်းသဘောတူညီချက်ကိုလိုလားပြီးစစ်ပွဲအတွင်းမှာရရှိထားတဲ့နေမြေတွေကလည်းဘယ်တော့မှနောက်ဆုတ်ပေးမှာမဟုတ်ဘူးလို့တမရပူတင်ကတည်လင်းပြောလိုက်ပါတယ်။ကြာဆုံးမိသားစုဝင်တွေနဲ့တွေ့ဆုံပွဲမှာပြောလိုက်တာဖြစ်ပါတယ်။ပူတင်ဟာပြည်တွင်းသားမက်ခရွန်ကိုလည်းဝေဖန်ခဲ့ပြီးအနောက်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ရုရှားကိုရှောင်မတွက်တင်ကြောင်းလွန်ခဲ့တဲ့အနှစ်200ခန့်က တတိယကြ1812ခုနှစ်ခန့်ကရုရှားကိုကျူးကျော်ပြီးတော့မအောင်မြင်ခဲ့တဲ့နပိုလီယံဘိုနာပတ်ရဲ့ကံကြမ္မာကိုပြန်အောင်မေးသင့်တယ်လို့ပြောပါလေကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီပြီးရေရှည်တည်တဲ့နဲ့ငင်းချင်းကိုစောင့်ခြင်းပေးမဲ့ငင်းချင်းသဘောတူညီချက်ကိုပဲကျွန်တော်တို့ရွေးချယ်ရလိမ့်မယ်လို့ပူတင်ကပြောပါတယ်ယူကရိန်းစစ်ပွဲမှာကြာဆုံးခဲ့တဲ့ရုရှားစစ်သည်တွေရဲ့ဇနီးတွေမိသားစုဝင်တွေနဲ့တွေ့ဆုံစဉ်မှာပူတင်ကပြောခဲ့တာပါကြာဆုံးစစ်သည်တဦးရဲ့မိခင်က ရုရှားအနေနဲ့ယူကရိန်းကနေတက်ဆုံမဲ့အစီအစဉ်ရှိမှရှိမေးရမှာပူတင်ကတက်ဆုံဖို့မရည်ရထားဘူးလို့ပြောပါတယ်။ရုရှားဟာခုချိန်ဒီယူကရိန်းနဲ့မြေပိုင်နဲ့ရ၅ပုံတပုံဒီဘောက်ကိုထိန်းချုပ်သိမ်းပိုက်ထားပါတယ်။ယူကရိန်းဆိုင်ရာအမေရိကန်မူဝါဒပေါ့ထရန့်ရုတ်တရက်ပြောင်းလဲလိုက်မှုဟာငင်းကြင်းရေးဆွနေပွဲတွေအတွက်မျှော်လင့်ချက်ဖြစ်စေပေမယ့်ယူကရိန်းကိုထောက်ခံကြောင်းခုတရင်ပတ်တွင်ထပ်မံတည်ပြုခဲ့တဲ့အမေရိကန်ရဲ့ဥရောပမဟာမိတ်တွေအတွက်တော့သတိပေးချက်ဖြစ်နေပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ကပြောတဲ့မိန့်ခွန်းထဲမှာရုရှားဟာဥရောပအတွက်ချင်းချောက်မှုပဲလို့ထည့်သွင်းပြောဆိုခဲ့ပြီးတော့ရုရှားအားဒေါသထွက်စေပါလိမ့်။မက်ခရွန်ကပြင်သစ်ဟာမဟာမိတ်တွေအတွက်နျူကလ িয়ার ယံကာကွယ်ရေးကိုတိုးချဲ့ဖို့ဆွေးနွေးနိုင်ကြောင်းနဲ့ငင်းချင်းသဘောတူညီချက်ရရှိပြီးနောက်ယူကရိန်းကိုငင်းချင်းတပ်များဆေလွတ်လို့တဲ့ဥရောပစစ်ကောင်စုံတွေနဲ့တွဲဆုံမယ်လို့ပြောပါလိမ့်။နပိုလီယံခက်ကိုပြန်အသက်သွင်းခြင်းတွေရှိနေပါသေးတယ်။ ါပေမဲ့အဲ့ဒါကဘလို့အဆုံးသက်သွားလဲဆိုတာသူတို့မေးနေကြတယ်လို့ပူတင်ကမက်ခရွန်ကိုရည်ညွှန်းပြီးပြောပါလေကျွန်တော်တို့ရန်သူတွေနဲ့ပြိုင်ဘက်တွေအားလုံးရဲ့တူညီတဲ့အမှားကတော့ရုရှားကိုရှော့တွက်နေတာပါရုရှားကိုရှော့မတဲ့လို့ကျွန်တော်ပြောချင်တယ်လို့ပူတင်ကပြောပါတယ်အပြန်အလှန်ဆိုသလိုပါပဲပြည်သူ့သမ္မတမက်ခရွန်ကလည်းရုရှားရဲ့ချင်းချောက်မှုရှိနေလို့ကာကွယ်ရေးအသုံးစိတ်မြင့်တင်ကြဖို့ဥရောပကိုတိုက်တွန်းပါတယ်ရုရှားဟာမိမိတို့နိုင်ငံရဲ့ ဥရောပသမဂ္ဂ EU နိုင်ငံအားလုံးကိုတိုက်ရိုက်ချင်းချောင်းနေကြောင်းပြည်သူ့သမ္မတအီမန်နျူအယ်မက်ခရွန်ကသတိပေးခဲ့ပြီးကာကွယ်ရေးသုံးစရိတ်တိုးမြှင့်ကြဖို့ EU ဖွဲ့တွေကိုတိုက်တွန်းခဲ့ပါတယ်။ရုပ်သံလိုင်းမှာထုတ်လွှင့်ခဲ့တဲ့မိန့်ခွန်မှာမက်ခရွန်ကယူကရိန်းတိုက်ပွဲကိုကမ္ဘာလုံးဆိုင်ရာပဋိပက္ခအဖြစ်ရုရှားကဆွဲခေါ်နေတာလို့ဆွဆွဲပါတယ်။ဥရောပမှာနိုင်ငံတနိုင်ငံကသူ့အိမ်ညီချင်းကိုကျူးကျော်တာကိုလှုပ်ပေးလိုက်ရင်ဘာကိုမှမတည်ကြနိုင်တော့ပါဘူး။အခုရုရှားရဲ့ချိန်ချောင်းမှုကယူကရိန်းပြင် ကျွန်တော်တို့အပါဝင်ဥရောပအားလုံးထိတက်ရောက်နေတယ်လို့မက်ခရွန်ကဆိုပါလေသူစစ်တပ်တွေဘတ်ဂျက်ရဲ့40ရာခိုင်နှုန်းကျော်ကိုမော်စကိုကရထားပြီးလာမယ့်2030ပြည့်နှစ်အရမှာရုရှားတိုက်ရင်အားတိုးချဲ့ဖို့ရည်မှန်းချက်ချထားတယ်လို့ပြင်သစ်သမ္မတကသတိပေးထားပါလေဒါကြောင့်ဒီနေ့ရုရှားဟာယူကရိန်းနဲ့တင်သူ့ကျူးကျော်မှုရပ်တန့်သွားမှာမဟုတ်ဘူးရပ်သွားမယ်လို့ဘယ်သူကယုံနိုင်မှာလဲလို့မေးခွန်းထုတ်ပါလေဒါပေမဲ့ခုချိန်မှာတော့ဒါကျွန်တော်တို့ရင်ဆိုင်နေရမှာအမှန်ပါပဲဒီလိုအရေးများတဲ့ကဘာမှာ ပျော်ရွှင်နေတာဟာယူနေလို့ပါလို့မက်ခရွန်ကပြောပါတယ်။ယူကရိန်းနဲ့ရုရှားစစ်ပွဲပေါ်အမေရိကန်ရည်တည်ချက်ပြောင်းလဲလာမှာကိုလည်းပြင်သစ်ကစိုးရိမ်ကြောင်းပြောပါတယ်။အခုခါယူကရိန်းကိုစစ်ရေးကူညီတာနဲ့ထောင်လင်းရင်တင်းမျှဝေတာရဆိုင်မှုသမ္မတထရန့်ကဆုံးဖြတ်ထားပါတယ်။ဒီဆုံးဖြတ်ချက်ဟာအင်ဖြူတော်မှာယူကရိန်းခေါင်းဆောင်ဇီလန်စကီနဲ့ထရန့်တို့ကြားစကားများပြီးလောက်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ဇီလန်စကီကတော့ရုရှားနဲ့ညှဉ်းဆဲယူဖို့ဝင်လေးနေတာဖြစ်ပါတယ်။ ပြင်းသမ္မတကတော့ရုရှားကိုဟန်တာနိုင်စွမ်းပုံမအကောင့်စေလိုပြီးကာကွယ်ရေးအတွက်အမေရိကန်ပေါ်မှီခိုမှုနှဲပါလိုက်ရဲ့ဥရောပတပ်ပေါင်းစုဖွဲ့ဖို့စံနှုန်းပြင်းပြနေတာပဲဖြစ်ပါလိမ့်။ကျွန်တော်တို့ယူကရိန်းကအဆက်မပြတ်ဆက်လက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အပြန်အလှန်အဖြစ်လည်းယူကရိန်းကိုရုရှားက drone အစင်းရာနဲ့ချီနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွေတွင်မှာအနည်းဆုံးလူနေဆယ်သေပြီးဒါဇင်နဲ့ချီတန်းရတယ်လို့ဆိုပါတယ်။ယူကရိန်းတောင်ဝန်ရှိသူတွေဆိုရရုရှားရဲ့တိုက်ခိုက်မှုကြောင့်တညာတွင် ယူကရိန်းရဲ့ဒေသအများပြားမှာလူအနည်းဆုံး20လောက်သေဆုံးခဲ့ပါတယ်။အဲ့ဒီတည်းမှာဒိုနက်စ်ကာခိဒေသတွေပါဝင်ပါတယ်။ဒိုနက်စ်ရဲ့ဒိုဘရိုပီလီယာမှာတိုက်ခတ်မှုကြောင့်နေအိမ်ရှစ်လုံးနဲ့အုပ်ချုပ်ရေးအဆောက်အအုံတစ်ခုပျက်စီးခဲ့ပါတယ်။ဒီဖြစ်ဟာသမ္မတထရန်ကရုရှားဟာယူကရိန်းကိုစစ်မြေပြင်မှာပြေဝထိုးနှက်နေတယ်လို့ပြောပြီးရုရှားဘက်အကြီးစားပိတ်ဆို့အရေးယူမှုနဲ့အခွင့်အရေးချမှတ်ဖို့အလေးနဲ့စဉ်းစားနေတယ်လို့ပြောကြားပြီးနောက်မှာဖြစ်ပေါ်လာတာပါ။ မေရိကန်ကယူကရိန်းရဲ့ဂျိုရုပုံရင်တွေရယူခွင့်ကိုကန့်သတ်ထားပြီးစီရင်တဲ့ထောင်လိုင်းရေးအကူအညီတွေကိုလည်းရပ်ဆိုင်းထားပါတယ်။ယူကရိန်းကလည်းရုရှားကိုဆက်လက်ပစ်မှတ်ထားနေပြီးရုရှားကဝေဝန်ကြီးဌာနအဆိုအရတညထဲမှာယူကရိန်း drone အစင်30ဒဇင်ကိုဂျားဖြတ်ပစ်ချခဲ့တယ်ဆိုပါတယ်။ပြီးခဲ့တဲ့တောက်ကြနေနောက်ပိုင်းမှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဟာယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအန်ဒရီစီဗီယာနဲ့ဖုန်းပြောပါတယ်။ဖုန်းပြောစဉ်တွင်မှာမကိုရိုဘီယိုဟာသမရထရန်ဟာရုရှားယူကရိန်းစစ်ပွဲကိုတက်နိုင်သမျှအမြန်ဆုံးအဆုံးသတ်ဖို့တန်တင်းထန်ချထားတယ်လို့ဆိုပါတယ် မာကိုရိုဘီယိုဟာသုံးနှစ်ကြာစစ်ပွဲကိုအမြန်ဆုံးသတ်ဖို့ထရန့်ရဲ့ရည်မှန်ချက်ကိုလေးပေးပြောခဲ့ပြီးပါဝင်သူအလုံးကရေရှည်တည်တက်နဲ့ငြိမ်းချမ်းရင်းကိုရဖို့အစဉ်အဆက်လှုံ့ဆော်ရမယ်လို့ပြောပါတယ်။ဒါ့အပြင်ဥရောပရဲ့နိုင်ငံခြားရေးဝန်ထမ်းအကြီးအကဲကာဂျာကဲလက်စ်ကရုရှားရဲ့တညတော်ယူကရိန်းကိုတိုက်ခိုက်မှုဟာပြောရမယ်ဆိုရင်တော့ပူတင်ဟာငြိမ်းချမ်းရင်းကိုစိတ်ဝင်စားဖို့ဆိုတာအတီလင်းပြသလိုက်တာပဲလို့ဆိုပါတယ်။ရုရှားလုံးကြီးတွေကယူကရိန်းဘက်မှာအဆင်မပြတ်ကြားရောက်နေပြီး တေဆုံးမှုနဲ့ပျက်စီးမှုတွေပိုဖြစ်စေပါတယ်ပူတင်ဟာငြိမ်းချမ်းရေးကိုလုံးဝစိတ်ဝင်စားဘူးဆိုတာသက်သေပြနေတယ်လို့ကာဂျက်ကယ်လက်စ်ကပြောပါတယ်ကာဂျက်ကယ်လက်စ်ဟာအက်စတိုနီးယားရဲ့ဝန်ကြီးချုပ်ဟောင်းနဲ့ဥရောပကော်မရှင်ဒီမိုကရက်ဖြစ်ပြီးသူကတော့ဒီစည်းရေးထောက်ပံ့မှုကိုတိုးမြှင့်ရပါမယ်မဟုတ်ရင်ယူကရိန်းရဲ့သားတွေပို့ပြီးတော့အသက်နဲ့ပေးဆက်ရမယ်ဆိုပြီးတော့စစ်ပွဲကို အတိအလင်းထောက်ခံထားတာပဲဖြစ်ပါတယ်ဒါအပြင်ယူကရိန်းစစ်ပွဲကိုအမြန်ဆုံးတက်ဖို့အတွက်အမေရိကန်နဲ့ပြင်သစ်ထိတ်တန်းကုစလဲတွေကြား စွန့်နှိမ့်နေတယ်လို့လည်းသိရပါတယ်။ဝါရှင်တန်ရဲ့ထိပ်တန်းတန်တမန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဟာပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကိုဖုန်းနဲ့ဆက်သွယ်ပြီးစစ်ပွဲအဆုံးသတ်ဖို့ရည်စွန့်နှိမ့်ခဲ့ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။တကယ်တော့ပြောရမယ်ဆိုရင်တော့ဥရောပသမဂ္ဂမှာအမေရိကန်နဲ့ဆက်ဆံရေးကောင်တာဟာပြင်သစ်ပဲဖြစ်ပါတယ်။နောက်ပြီးတော့ယူကရိန်းရေးမှာပြင်သစ်ကလည်းဂျာဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ပြင်သစ်သမ္မတကသူကပူတင်နဲ့လက်ဆက်ဆံရေးကောင်တခုကိုပန်ဆိုင်ထားပါတယ်။ ဒါကြောင့်ပြင်သစ်ကလည်းအခင်အားကြတဲ့အနေအထားကိုရောင်းနေတာပဲဖြစ်ပါလိမ့်။စေစံညိနိုင်မှုတွေကတစဉ်တရားမျှတပြီးတော့ရေရှည်တည်တဲ့ညင်ချင်းရဖို့တမရထရန်ရဲ့တန်လိမ့်ထံကိုမကူရူဘီယိုကဖုန်းနဲ့ကနေလေးပြီးပြောကြခဲ့တယ်ဆိုပါလိမ့်။အမေရိကန်ဟာပြင်သစ်နဲ့ဆက်လက်တွဲသွားမှာဖြစ်ကြောင်းအမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနကဖျော်ပါတယ်။ပြင်သစ်သမ္မတမက်ခရွန်ဟာမကြသေးမီကအင်ဂျီရိုကိုတောင်းပြီးသမ္မတထရန့်နဲ့တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ အဲ့နောက်ထရန့်ရဲ့စကားများခဲ့တဲ့ယူကရိန်းသမ္မတဇီလန်စကီကိုမက်ခရွန်ပါဝင်ဥရောပကောင်စုံတွေကဝန်ရံပေးခဲ့ပေမဲ့ရုရှားယူကရိန်းစစ်ပွဲစီသူတို့ရဲ့ချင်းကမှုနဲ့ဥရောပလုံခြုံရေးဟာအမေရိကန်သမ္မတအပေါ်အလွန်မင်းမိခိုနေရတော့မဲ့ဖြစ်ပါလေယူကရိန်းစစ်ပွဲပြစ်ခတ်ရစေရင်လည်းငြိမ်းချမ်းရေးသဘောတူညီချက်မရမချင်းရုရှားအပေါ်ဗန်လုံငန်းနဲ့စီးကြက်ခွန်တွေပါဝင်တံခက်ပိတ်ဆို့မှုတွေပြင်းပြထန်ထန်ချမှတ်ဖို့စဉ်းစားနေကြောင်းသမ္မတထရန့်ကပြောထားတာပဲဖြစ်ပါလေ ခန့်ဟာကနေဒါနဲ့မက္ကဆီကိုကိုအခွန်တိုးကောက်မှုဆိုင်းငံ့လိုက်ပြန်တယ်လို့သိရပါတယ်။ American ကိုတင်သွင်းမဲ့မက္ကဆီကိုနဲ့ကနေဒါကွန်စီတီပေါ်ချမှတ်ထားတဲ့အကောက်ခွန်တချို့ကိုနောက်လာအထိဆိုင်းငံ့တဲ့အမိန့်ကိုသမ္မတထရကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။အရင်တုန်းကသမ္မတထရဟာသူပဲမက္ကဆီကိုနဲ့ကနေဒါတို့ပေါ်စီးကြက်ခွန်25ရာခိုင်နှုန်းအထိကောက်ခံမယ်လို့ကြေညာခဲ့ပေမဲ့အခုမှပြန်ပြောင်းလက်မှတ်ထိုးလိုက်တာဟာဘာကြောင့်လဲဆိုတော့အံအောမှုတွေဝေဖန်မှုတွေရှိခဲ့ပေမဲ့ခရန်ကတော့ဒါနဲ့ပတ်သက်ပြီး ဖြည့်ရှင်းခြင်းမရှိသေးပါဘူးနိုင်ငံရေးလေးလာသုံးသည့်သူတွေကတော့တေကြတာတစ်ခုကမက္ကဆီကိုနဲ့ကနေဒါတို့ဟာထရန့်နဲ့အပေးယူတစ်ခုလောက်ခဲ့ပုံရတယ်လို့ပြောပါတယ်ဒါကြောင့်ထရန့်ဟာရွှေဆိုင်းလိုက်ပုံရတယ်လို့ဆိုပါတယ်တရုတ်ကတော့ရွှေဆိုင်းခြင်းမရှိသေးပါဘူးအဲ့ဒီအခွန်ကင်းလွတ်ခွင့်ဆိုင်းငံ့မှုထဲမှာသမ္မတထရန့်ရဲ့ပထမသတ္တမှာညှိနှိုင်းခဲ့တဲ့ USMCA American Mexico Canada ကုန်သွယ်ရေးသဘောတူညီချက်အောက်က ်ကုန်ထုတ်ပစ္စည်းတွေပါဝင်มาဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲကနေဒါနဲ့မက္ကဆီကိုကအတွင်းကုန်တွေပေါ့အခု25ရာခိုင်နှုန်းကောက်ခံပြီးမှခုခါတချို့ကိုဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ်မက္ကဆီကိုသမရဂလိုရီယာရှိန်ဘောင်းကလည်း train နဲ့ဖုန်းပြောစကားပြောခဲ့ပြီးနေဆက်မှာအမျိုးသားဆောင်တက်တောင်းထားရှိပြီးတော့ဖန်တနိုင်းမူရစ်စီထင်းချုံမှုအကောင်လုံးမယ်လို့ကတိပေးလိုက်ကြောင်းလဲဆိုပါတယ်။ဒါကြောင့်သမရထရန်ကမက္ဆီကိုအတွင်းကုန်တွေထဲက USMCA ကော်မတီတွေကို AB 2ရက်နေ့အထိအကောက်ခွန်ဆိုင်းငံ့ပေးခဲ့တာပါကနေဒါဝန်ကြီး Justin Trudeau နဲ့လည်းသမ္မတ Trump ဖုန်းနှစ်ကြိမ်ပြောပြီးနောက်ဒေါ်လာ1.3ဘီလျံနေဆက်ကြီးကြပ်ရေးအစီအစဉ်နဲ့ဝန်ထမ်း1000နီးပါးထားပါမယ်လို့ကတိပေးခဲ့ပါတယ်ဒီအတွက်ကနေဒါကအတွင်းကုန်တချို့ကိုလည်း AB 2ရက်နေ့အထိဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ် အဲ့ဒီအခွန်ဆိုင်ငံ့လိုက်တဲ့ထင်မှာတရုတ်ကတော့ပါဝင်ခြင်းမရှိပါဘူးတရုတ်ကတော့ဆယ်ရာခိုင်နှုန်းတောင်ထပ်တိုးခွန်ကောက်ခံမယ်လို့ဆိုပါတယ်တရုတ်ကလည်းအမေရိကန်ရဲ့သွင်းကုန်ချိုးပေါ်15ရာခိုင်နှုန်းခွန်ထပ်တိုးကောက်ခံမယ်ဆိုပါတယ်အခုလိုမျိုးထရန့်ရဲ့ရှုပ်ချိနှက်ရှိလုပ်တဲ့အမှုကြောင့်ဥရောပအနေနဲ့ထရန့်အစိုးရနဲ့တရုတ်အစိုးရမူဝါဒတွေကိုနှိုင်းယှဉ်ကြီးတင်တယ်လို့တရုတ်ထူးသံတမန်ကဥရောပကိုလည်းလှည့်လည်ပြီးတော့မဲဆွဲပါတယ်အခုအခွန်ပြဿနာနောက်ပြီးတော့ကုန်သွယ်ရေးစစ်ပွဲအခုယူကရိန်းငြိမ်းချမ်းရေး အဲ့ဒါတွေနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတွေကိုကြိုးဆိုပေမဲ့ဒီငင်းချင်းကြီးမှာအမေရိကန်နဲ့ရုရှားပဲဆွေးနွေးဆုံးဖြတ်မှာမဟုတ်ပဲယူကရိန်းနဲ့ဥရောပနိုင်ငံတွေလည်းပါဝင်သင့်တယ်လို့ဥရောပကြီးကတရုတ်အထူးသံတမန်ကပြောပါတယ်။ဒါအပြင်တရုတ်အထူးသံတမန်ကထရန့်ဟာသူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ကနေဒါနဲ့မက္ကဆီကိုတို့ကတော့မှအခွန်စည်းချက်ခွင့်တွေတိုးမြင့်ပါတယ်။တရုတ်ကတော့ပြောစရာတော့မလိုပါဘူး။နောက်တစ်ချိန်မှာထရန့်ဟာဥရောပကိုလည်းအခွန်စည်းချက်မှုနှုန်းတွေတိုးမြင့်လာဖို့ရှိပါတယ်ဆိုပြီးတော့ လက်လည်မဲဆွဲပြီးတော့စီးရောပါတယ်။ထိုင်းရဲ့ဆက်ဆံပုံကိုမြင်ရတာဟာအာအသင့်စရာကောင်းတယ်လို့လည်းပြောပါတယ်။ဥရောပကမိတ်ဆွေတွေအနေနဲ့ trans ဆိုရရဲ့မူဝါဒနဲ့တရုတ်ဆိုရရဲ့မူဝါဒကိုနှိုင်းယှဉ်ကြည့်သင့်ပါပြီလို့တရုတ်အထူးသံတမန်ကပြောပါတယ်။တရုတ်အထူးသံတမန်ရဲ့သံတမန်ရေးရချင်းနမှုမှာ ကုံသွယ်ရေးငင်းချက်ရေးချစ်ကြည်ရေးနဲ့အပြန်အလှန်အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုအလေးပေးကြောင်းမြင်လာပါလိမ့်မယ်။တေချာကြည့်ကြည့်ပါလို့ဥရောပရေးရာ တရုတ်ထူးသံတမန်ကပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။သူရဲ့ရန်ညှိုးထားမှာကိုမခံနိုင်လို့ဝီဂါတွေကိုပြန်ပို့ခဲ့တာလို့ထိုင်းဒူးဝင်ကြီးကပြောလာပါတယ်။ဝီဂါမွတ်စလင်တွေကိုတခြားနိုင်ငံတွေစီလွှဲပြောင်းမပေးဘဲတရုတ်စီပြန်လည်ပို့ဆောင်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာတရုတ်ရဲ့အညှိုးထားမှုကိုမခံချင်တာကြောင့်လို့ထိုင်းဆိုရဖွဲ့ဝင်ဒူးဝင်ကြီးတို့ကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကထိုင်းဆိုရဟာပြည်တွင်းမှာ စတနှစ်လောက်ကြာထင်းသိမ်းထားတဲ့ဝီဂါမွတ်စလင်40ကိုတရုတ်စီပြန်ပို့ခဲ့ပါတယ်။ဝီဂါတွေဟာတရုတ်နိုင်ငံအနောက်မြောက်ပိုင်းစင်ကြန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဒီကနေထိုင်ပြီးတရုတ်စိုးရဟာအဲ့ဒီလူနည်းစုမျိုးနွယ်တွေပေါ်လူမျိုးသုံးဖိနှိပ်မှုတွေကျူးလွန်နေကြောင်းဆွဆွဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တကယ်လို့ဝီဂါတွေကိုတရုတ်စီလက်လွဲပေးမယ်ဆိုရင်သူတို့ကိုဒုက္ခတော်တဲ့ပို့လိုက်ပြီးအန်ဒီရီဂျုံသွားစီနိုင်တယ်လို့လူခွင့်ဖွဲ့စည်းတဲ့နိုင်ငံတကာအတိုင်းဝိုင်းကတတိပေးခဲ့ပေမဲ့ထိုင်းကတော့ တရုတ်ဖီအားကိုမခံနိုင်လို့တရုတ်စီကိုပဲပြန်ပို့ခဲ့ပါလိမ့်ဝီကာတွေကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထင်းသရင်စင်တာကနေအလုံးပိတ်ကားတွေပေါ်တင်ပြီးမနက်စောပိုင်းမှာတိုးတိုးသိသိနဲ့ဒုံမောင်းလေစိတ်ကိုပို့ဆောင်ခဲ့တာပါအဲ့ဒီဝီကာတွေကိုကြိုတင်ကြညာမထားတဲ့တောင်တရုတ်လေကြောင်းခီးစင်ပေါ်မှာတင်ပြီးစင်တန်းဒေသစီခေါ်ဆောင်သွားပါတယ်ဝီဂါနီကိုတရုတ်လက်ထက်အလိုက်နဲ့လုပ်ရပေါ့အမေရိကန်ပါဝင်နိုင်ငံတကာအတိုင်းဝန်ကထိုင်းကိုအပြင်းထန်ရှုတ်ချဝေဖန်ခဲ့ပြီးမြဲထိုင်းဆိုရကတော့ အဲ့ဒီလောက်ရက်ပေါ်အသေးအံကောက်ွယ်ခဲ့ပါလေကုလလူခွင့်ပညာရှင်တွေကဝီးကားတွေဟာတရုတ်မှာနှိမ့်ဆက်ညင်ပဲနော်စင်တတကြဖိနှိပ်တာအပြင်မမျော်မှန်းနိုင်လောက်တဲ့ NDA တွေပါကြုံတွေ့သွားနိုင်တယ်လို့ပြောပါလေထိုင်းနိုင်ငံဂျာယီဝန်ကြီးဌာနဒူးဝန်ကြီးရွန်ဂျာစ်လီချန်ဒရာကတော့အဲ့ဒီဝီးကားတွေကိုလက်ခံပေးပေါ့မယ်လို့နိုင်ငံတချို့စီကကန့်လန့်မှုရခဲ့ကြောင်းဝန်ခံပါတယ်စောပိုင်းတုန်းကတော့ထိုင်းဟာဝီးကားတွေကိုလက်ခံပေးမဲ့နိုင်ငံမရှိဘူးလို့ညင်းချက်ထုတ်ထားပါတယ်အဲ့ဒီကန့်လန့်နိုင်ငံတွေစင်းကိုမကျင်ညာပေမဲ့ မေရိကန်ကနေဒါအော်စတြေးလျတို့ဟာဝီဂါတွေကိုလက်ခံပေးဖို့အဆိုပြုခဲ့ကြောင်းတည်တည်ပြောပါတယ်။ဒါပေမဲ့ထိုင်းနေအတွက်ကတော့ဝီဂါတွေကိုတခြားဂျာနိုင်ငံတခုစီလက်လွှဲပေးလိုက်ဖို့ဆိုတာဟာလက်တွေ့ကြတဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ထိုင်းဒူးဝင်ကြီးကပြောပါတယ်။ဒီလိုမျိုးသာထိုင်းကဆုံးဖြတ်ရင်ထိုင်းနဲ့တရုတ်ကြားမှာဆက်ဆံရေးဟာခါးသီးသွားနိုင်လို့ဒါကြောင့်တရုတ်ကိုပဲပြန်ပို့ခဲ့တာလို့သူကရှင်းပြပါတယ်။ထိုင်းနိုင်ငံသားအများပြားရဲ့ဘဝတွေကိုထိခိုက်သွားစေနိုင်တဲ့တရုတ်ရဲ့လက်တော့မြတ်မှုကိုထိုင်းက ုံသွားနိုင်တာမဖြစ်မနေထက်တွက်ပြီးအကောင်းဆုံးရွေးချယ်မှုကိုလှုပ်ဆောင်ခဲ့တာဖြစ်လို့လို့သူကဆိုပါလေတရုတ်ဘက်ကဘလို့လက်စားချက်တုံ့ပြန်နိုင်တယ်ရှိမလဲဆိုတာကိုတော့အသေးစိတ်မှချက်မပေးပါဘူးတရုတ်နိုင်ငံချိုင်းဝန်ကြီးဌာနကထိုင်းစီကနေလက်လွှဲပေးလိုက်တဲ့သူတွေဟာတရားမဝင်ရွှေ့ပြောင်းအခြေချသူတွေဖြစ်ပြီးတရုတ်ထိုင်းနဲ့နိုင်ငံတကာစီမင်းဥပဒေနဲ့အညီရေးယူသွားမယ်လို့ထုတ်ပြန်ခဲ့ပါလေပြန်ပို့ခံရတဲ့ဝီဂါ၄၀ဟာ၂၀၁၄ကအထိုင်းကနေထွက်ပြေးလာပြီး အဖမ်းခံခဲ့ရတဲ့ဝီဂါ၃ရာထဲမှာပါဝင်ပါတယ်အဲ့ဒီတကတချို့ကိုထိုင်းကတရုတ်စီပြန်ပို့ခဲ့ပြီးတချို့ကတော့တူရကီကိုလက်လွဲပေးခဲ့ပါတယ်ကျန်တဲ့ဝီဂါတွေကတော့ထိုင်းနိုင်ငံမှာဆယ်စုနှစ်တခုကျော်လာတဲ့အထိဆက်လက်ချုံနောက်ခံထားရတာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာကွန်ဒိုတိုက်ခန်းဝယ်ယူပြီးတဲခုတ်ခံအဖြစ်ပြန်ငါးစားတဲ့တရုတ်တွေအေးအေးယူခံရတယ်လို့သိရပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကွန်ဒိုတိုက်ခန်းတွေဝယ်ပြီးတော့တဲခုတ်ခံအဖြစ်တဆင့်ပြန်လဲငါးစားတဲ့တရုတ်နိုင်ငံသားတွေ စစ်ဆေးရေးယူခံရတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။တရုတ်နိုင်ငံသားတချို့ဟာအိမ်ဖြစ်နေထိုင်ဖို့ဝယ်ယူငှားရထားတဲ့ကွန်ဒိုတိုက်ခန်းတွေကိုဟိုတယ်မူတယ်ခန်းအသွင်ပြောင်းတရုတ်ခီးသွားဧည့်သည်ချင်းချင်းတရိုးတိတ်ပြန်လဲငှားရမှုတွေရှိတာဟာဥပဒေနဲ့မညီညွတ်တဲ့အပြင်ဧည့်သည်တချို့ဟာစီကဲမဲ့တာပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပြုတာတွေကြောင့်တောင်ဝင်ရှိသူတွေကသွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ခရိုင်အုပ်ချုပ်ရေးညွှန်ကြားရေးမှူးချုပ်ဟိုတယ်များမှတ်ပုံတင်ခြင်းနဲ့ဝန်ဆောင်မှုဥပဒေဌာနခွင့်ညွှန်ကြားမှု နိုင်ချိုင်းဝက်ချွန်ထီရဖုံးကသတင်းတောက်တွေကိုပြောပါတယ်။ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုအမြင့်ဆုံးစင်းမှာတရုတ်ကထိတ်ဆုံးကနေရပ်တည်နေတာဖြစ်ပါတယ်။အထူးသဖြင့်ဘန်ကောက်မှာဝယ်ယူတာဖြစ်ပါတယ်။ဘန်ကောက်စုခိုးဝင်းနယ်မြေမှာရှိတဲ့တရုတ်နိုင်ငံသားတွေလာရောက်ငှားရမ်းနေထိုင်တဲ့ကွန်ဒိုတိုက်ခန်းတွေထဲမှာတရုတ်ခီးသောဧည့်သည်အများအများလာရောက်တဲခိုးဝင်ထွက်သွားလာနေတာတွေအများသောတက်လီကာကိုအလွန်အကျွံသုံးပြနေကြောင်ပျက်စီးပြီးမကြာခဏပြုတ်ပြင်ရတာတွေ အပေါ်တက်ရန်ဒါဘောကနေ secret တောက်ပြီးစီကံမဲ့ပြားတွေကိုစီးမဲ့ကံမဲ့ချွေးချတာကြောင့်မိပွားတွေလွန့်စင်ကြမှုတွေမိပေးအန္တရာယ်တွေစူညံအတန်တွေပြုတ်လွယ်ဆိုပြီးကိုလိုတိုက်ခန်းပါရှင်တဲ့အခန်းနီနာချင်းငါဦးကထွေထွေအုပ်ချုပ်ရေးဌာနပြည်သူ့ခေတ္တဌာနမှာလာရောက်တိုင်တန်းခဲ့တဲ့ဆိုပါလေဒီကိစ္စဟာထိုင်းဒူးဝင်ကြီးချုပ်နဲ့ပြည်ထောင်ဝင်ကြီးထိပေါက်ကြားသွားပြီးသက်ဆိုင်ရာကစစ်ဆေးရေးယူဖို့ညွှန်ကြားခဲ့လို့တာဝန်ရှိဝန်ထမ်းတွေက အခန်းငှားလို့တဲ့ခီးသည်အသွင်ယူပြီးတော့တွားရောက်စုံစမ်းခဲ့တယ်ဆိုပါတယ်အဲ့ဒီဝန်ထမ်းလေးဟာအခန်းနှခန်းကိုတွားယူပြီးဝင်ရောက်တဲခွတာမှာအမှန်တကယ်ဟိုတယ်လိုအခန်းဖွင့်ပြီးတော့ပြန်ငှားစားနေတာကိုသိရပါတယ်ကြာတဲ့ငွေမှာတခန်းကိုတညစာ82.43ဒေါ်လာကြာတင်ပါတယ်ဒါနဲ့ပဲအုတ်ချွေးမှုတွေနေမြေခံရဲတွေလာဝကရဲတွေဟိုတယ်လုပ်ငန်းကတာဝန်ရှိသူတွေပါတဲ့ ပူပေါင်းဖွဲ့တွေကတွားရောက်စစ်ဆေးဖမ်းဆီးရေးယူခဲ့တယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Airbnb, Airbed Breakfast မြင်းနဲ့ website ဖွင့်ပြီးတော့ဟိုတယ်ခန်းကျင်ညာတဲ့တရုတ်မျိုးသားယိုချီဆိုသူနဲ့အပေါင်းပါနှုတ်ကိုဖမ်းဆီးလိုက်ပါတယ်။ဒီလိုတရားမဝင်အခန်းပြန်ငှားစားတာဟိုတယ်များဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေချိုးဖောက်ရာကျနေပါလေ။လာတဲခိုတဲ့နိုင်ငံသားတွေဟာလာဘကယုံမှလည်းအဲစင်းတိုင်ကြတာမရှိပါဘူး။ဒါကြောင့်နိုင်ငံတော်လုံခြုံရေးဥပဒေကိုပါချိုးဖောက်ပါတယ်။ နိုင်ငံသားတယောက်ဟာထိုင်းနိုင်ငံမှာမိတင်းနေထိုင်ဖို့အလို့ငါကွန်ဒိုဝယ်ယူငှားရမ်းနေထိုင်ခွင့်ရှိပေမဲ့အခန်းဖွဲ့ပြီးတော့ဟိုတယ်အသွင်ပြန်လည်ငှားရမ်းခွင့်မရှိပါဘူးဟိုတယ်မိုဒယ်ဆိုင်ရာဥပဒေအရဆိုရင်တစ်နှစ်တည်းမပူတဲ့ထောင်တန်းဒါမှမဟုတ်ဘတ်2000ထက်မပူတဲ့ငွေတန်းထောင်တန်းငွေတန်းမှာနှစ်မျိုးလုံးကြာခံရမှာဖြစ်ပါတယ်ပြစ်မှုထက်မှန်ကျူးလွန်ရင်တော့တစ်နှစ်ကို ပတ်တသောပေးဆောင်ရပါမယ်ထိုင်းတာဝန်ရှိသူတွေကတရက်ထဲမှာပဲဘန်ကောက်ဝှေ့ခွန်စုတီဆန်အဲ့ဒီနေမျိုးမှာရှိတဲ့ ကွန်တိုတိုက်ခန်းနဲ့ဟိုတယ်တွေကိုတွားရောက်စစ်ဆေးခဲ့ပြီးဥပဒေနဲ့မညီညွတ်တဲ့နိုင်ငံခြားသားတွေကိုပြန်လည်ခွန်ရတဲ့အခန်း53ခန်းမှာ The Athena Hotel အခန်း120ပါ The Oasis Hotel နဲ့အခန်း68ခန်းမှာ Chanan Hotel တို့ကိုပါအေးအေးယူခဲ့တယ်လို့ထိုင်းသတင်းတွေက ဖော်ပြပါတယ်ဒီရနိုင်ငံမှာစွန်ဦးတီထွင်ကုမ္ပဏီတစ်ခုကဝန်ထမ်းအလုံးနီးပါးကိုအလုပ်ထုတ်က AI နည်းပညာနဲ့အစားထိုးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအစားထိုးခဲ့တဲ့လုပ်ငန်းရှင်ကလည်းသူ့ရဲ့အတွေ့အကြုံတွေကိုထုတ်ဖော်ပြပြလာပါတယ်။အိန္ဒိယနိုင်ငံမှာ ဒုကန်မြင့်ရှိ e-commerce ကုမ္ပဏီတစ်ခု CEO ဆူမင်ရှားဟာလိုလျောက်စနစ်ကိုအမြင့်ဆုံးစင်တီအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါလေ2023နှစ်ရာသီမှာဆူမင်ရှားဟာဆုံးဖြတ်ချက်တစ်ခုရဲဝံ့စွာချမှတ်ခဲ့ပြီးငွေနှန်း90ကန်လုံးဒီပါအလုပ်ထုတ်လိုက်ကသူတို့နေရာမှာ AI power chatbot တွေနဲ့အစားထိုးခဲ့ပါလေလုပ်ငန်းလက်ပတ်မှုကုန်ကြမ်းစရိတ်လျှော့ချဖို့နဲ့စွမ်းဆောင်ရည်တိုးတက်စေဖို့ရည်ရွယ်ချက်ရှိရှိဒီလိုလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်ဆူမင်ရှားရဲ့လှုံ့ဆော်ချက်ပေါ်အပြင်းထန်ဝေဖန်မှုတွေပေါ်ပေါက်ခဲ့ပါတယ် ဒီလိုလှုပ်ဆောင်ခဲ့ပြီးတနေ့ကြာမှာဆွေရှားဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်သုံးသခင်ရမှာအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်ဆွေရှားပြောတာကသူ့ရဲ့ကုမ္ပဏီမှာ AI နည်းပညာကိုအကောင့်ထဲပေါ်ခဲ့ရမှာ customer ဝန်ဆောင်မှုပိုင်းမှာကြီးမားတဲ့တိုးတက်မှုရှိလာတယ်လို့ဆိုပါတယ် customer တို့ကိုတွန့်ပြမှုပိုင်းမှာရခင်က2မိနစ်နီးပါးကြာခဲ့ရတာနဲ့အခုခါချက်ချင်းတွန့်ပြမှုပေးလာနိုင်ကြောင်းပြောပါတယ် customer ရဲ့ပြည်တနာကိုဖြည့်ရှင်းပေးမှုပိုင်းမှာအရင်က2နာရီကျော်ကြာမြင့်ခဲ့ရတာနဲ့အခုကမိနစ်နေခဲ့တာကြာတော့တယ်ဆိုပါတယ် နောက်ပိုင်းမှာပုံမထိရောက်မှုနဲ့ customer experience ဘိုင်းပုံမကောင်းမှုရလာမယ်လို့သူက ခိုင်မာပြောပါတယ်။ဝေဖန်ထောက်ပြသူတွေကတော့ customer ဝန်ဆောင်မှုဘိုင်းမှာလူသားရှုထောင့်ပုံစံကိုအစားထိုးလို့လုံးဝမရတဲ့အကြောင်းဒီလောက်ကြီးမားသောအလိုလျောက်စနစ်ကိုအားကိုးလာခြင်းဟာအနာဂတ်လူသားတွေရဲ့လောက်ကန်ခွင့်လန်းအတွက်ကြီးမားတဲ့အန္တရာယ်လို့ဝေဖန်ပါတယ်။လူသားဝန်ထမ်းတွေရဲ့လောက်ကန်နေရာတွေမှာ AI ကအစားထိုးဝင်ရောက်လာမှုနဲ့ဆက်နေပြီးနှစ်ပေါင်းများစွာဆွေးနွေးညှိနှုံခဲ့ပါတယ်။ လူသားဝင်တဲ့နေနေရာမှာဆယ်ရန်တရားကြီးဆိုးလာတဲ့အနာဂတ်ကိုသိပ္ပံစံကျရုပ်ရှင်တွေကတော့ရိုက်ကူးလာပါလိမ့်ဒီနေ့ဒီအချိန်မှာ AI ရဲ့ဆွမ်းမကပုံမမြင်မလာတာနဲ့အမြောင်အဲ့ဒီအငင်းခုံကလည်းဆက်လက်ကြီးထွားခဲ့ပါလိမ့်တချို့ကတော့ထက်တလဲလဲလောက်ရတဲ့အချိန်ကုန်တဲ့အလုပ်ကို AI နဲ့စာထိုးခြင်းဟာထုတ်လုပ်နိုင်စွမ်းပုံမမြင်မလာတာကြောင့်အပြုသဘောဆောင်နဲ့ပြောင်းလဲမှုလို့ရှုမြင်ပါလိမ့်တချို့ကတော့မကြမီရင်ဆိုင်ရတော့မဲ့ ချင်းချောက်မှုကြီးပဲလို့ရှုမြင်ပါတယ်လူလျောက်စနစ်သုံးခြင်းများအခြေတဝင်ဖြစ်လာနေခြင်းကြောင့်အလုံးလက်မဲ့အလွန်များပြလာမယ်လို့သတိပေးနေကြပါတယ်လူကန်ရဲ့ AI ကိုကူးပြောင်းမှုဟာတာဒကာတစ်ခုမြောက်တာဖြစ်ပါတယ် Amazon Google နဲ့ Tesla ကဲ့သို့ကမ္ဘာပေါ်မှာရှိတဲ့ထိပ်သီး corporation များမှာလည်းအလိုလျောက်စနစ်အတွက်အရန်ကိုပြောင်းလဲမှုတွေလုပ်နေပါတယ်လက်ရှိချိန်မှာတော့မေကွန်းကပြောင်းလဲသွားပါပြီ AI ဟာလူသားတွေရဲ့လုပ်ကိုဝင်ရောက်နေရာယူတော့မှလားမေကွန်းမရမဲ့ချိန်မဟုတ်တော့ပါဘူး ဘလောက်မြင်မြန်စံစံနဲ့ကြည်ကြဲမြတ်မြတ်နေရယူမလဲမေးခွန်းထုတ်ဖို့သာကြံတော့တာပဲဖြစ်ပါလိမ့်